မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်မရှင်လက်အောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကမဲစင်းကျင်ညာရက်ကို9ရက်ထပ်တိုးလိုက်တယ်လို့အော်တိုဘာလ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်အနာဒိစစ်တက2025ခုနှစ်ဒီဇင်ဘာလမှာလုံမဲ့ရွေးကောက်ပွဲအတွက် UEC ကပြည်သူတွေမဲစင်းကြည့်ရှုနိုင်မှုရက်ကိုစက်တင်ဘာလ30ကနေအောက်တိုဘာလ17ရက်နေ့ထိ14ရက်ကြာသတ်မှတ်ခဲ့တာပါ ဒါပေမဲ့အဲ့ဒီမဲဆင်းကိုပြည်သူတွေကစိတ်မဝင်စားဘဲနဲ့ကြိရှုသူတွေလည်းနေသလိုမဲဆင်းတွေမှားရွေးနေကြောင်းကိုစစ်တပ်ထောက်ခံသူတွေကိုယ်တိုင်ဝေဖန်လာတဲ့နောက်မှာတော့မဲဆင်းကတ်ထားမဲ့အကြမ်းင်းချိန်ကို9ရက်ထပ်တိုးပြီးတော့အော်တိုဘာလ20ရက်နေ့ထိကတ်ထားမဲ့အကြောင်းကိုထုတ်ပြန်တာပဲဖြစ်ပါတယ်2020ရွေးကောက်ပွဲမှာမဲဆင်းနေမှားရွေးနေရလို့အကြောင်းပြပြီးတော့စစ်တပ်ကအာဏာသိမ်းခဲ့ပေမဲ့2025ရွေးကောက်ပွဲအတွက်ထုတ်ပြန်တဲ့မဲဆင်းနေတဲ့မှာ ပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခေရီအမိတော်မပါဝင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုနေပြည်တော်ကောင်စီနဲ့မြေမာတော်အမှားများနေတဲ့အကြောင်းကိုရုတ်တံထုတ်လွှင့်ပြီးပြောခဲ့တဲ့ဦးလှစွေကိုလည်းစစ်တပ်ကဖမ်းဆီးထားပါတယ်ရှင်။ အရခတတော်အေးကရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်ရောင်းချမဲ့ငွေကျပ်195.85ဘီလီယံတမိုးရှိရဲ့မူရင်းစည်းဝါးတွေကိုဖမ်းဆီးရမိတယ်လို့စစ်တပ်ကအော်တိုဘာလ9ရက်နေ့မှာထုတ်ပြန်ပြောကြားထားပါတယ်။ Ice 3438ကီလိုဂရမ်နဲ့ကက်တမင်း2198ကီလိုဂရမ်တွေကိုစက်တင်ဘာလနောက်ဆုံးအပတ်ကဖမ်းဆီးရမိတယ်လို့ထုတ်ပြန်ချက်ထဲမှာပါရှိတာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းလှေကူးဖောင်ကြီးသွားကားလမ်းပေါ်မှာရှိတဲ့ အောင်ခန့်ကျော်နဲ့ထက်ဝေဖြိုးတို့မောင်းနေလာတဲ့ရင်ဘော်ကနေငွေကျပ်35တသမ6ခုဘီလီယံတန်ဖိုးရှိရဲ့မူရစ်စေဝါတွေထန်းနဘေမြို့နယ်စီပင်သာကျေးရွာကဇော်လင်းနဲ့စောစင်မင်းဟန်တို့ရဲ့အိမ်ကနေ49တသမ6ခုဘီလီယံတန်ဖိုးရှိရဲ့မူရစ်စေဝါတွေနဲ့သုံးကားမြို့နယ်တမစိတ်တကျေးရွာအနီးနာကကျော်နိုင်ရဲ့နေအိမ်ကိုအောင်ကိုရောင်ကနေ109.6ဘီလီယံတန်ဖိုးရှိရဲ့မူရစ်စေဝါတွေနဲ့ စေဝါတဲ့မော်တော်ယာဉ်တွေကိုဖမ်းဆီးရမိတယ်လို့ဆိုထားတာပဲဖြစ်ပါတယ်။အဲ့ဒီမူရစ်စေဝါတွေကိုစက်တင်ဘာလ24ရက်နေ့မှာဖမ်းဆီးရမိပြီးတဲ့နောက်ဖမ်းဆီးရမိသူတွေရဲ့ထွက်ဆိုချက်တွေအရအေအေရဲ့မူရစ်စေဝါတွေဖြစ်တယ်လို့စစ်တပ်ဘက်ကထုတ်ပြန်ထားတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အေအေပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခကိုဆက်သွယ်မေးမြန်းပေမဲ့ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။ မွေးစည်းဝါနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့မွေးစည်းဝါကိစ္စကစစ်တပ်ရဲ့ဆွဆွဲပြောဆိုချက်တာဖြစ်ပြီးတော့ဒီလောက်တန်မိုးရှိရဲ့ငွေပမာဏသာရှိမယ်ဆိုရင်စစ်တပ်ရဲ့လေရင်တွေကိုရင်ကောင်ရိုက်တယ်လို့တစည်းချင်းပြစ်ချရမယ်ဆိုပြီးတော့ ARD သတင်းဌာနကိုတုံ့ပြန်ပြောဆိုခဲ့ပူပါတယ်ရှင်။ အာနာသိမ့်မီနောက်ပိုင်းမှာတောက်လျှောက်တက်နေတဲ့ American Dollar ဈေးဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဇက်တိုက်ကျနေခဲ့ပြီးတော့ကျပ်ငွေပြန်မလာပေမဲ့အခြေခံကုန်စည်နှုန်းတွေကတော့ကျဆင်းတာမရှိပါဘူး။ဘာကြောင့် American Dollar ဈေးတွေကျပေမဲ့ကုန်စည်နှုန်းတွေကမကျတာလဲ။အဲ့ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးတော့မြတ်သစင်ကတင်ဆက်ပေးထားပါရရှင်။စစ်အာဏာမသိခင်ကအမေရိကန်ဒေါ်လာကိုမြန်မာငွေကျပ်1300ကျော်နဲ့အခောက်ရွှေတစ်ချပ်သားကိုမြန်မာငွေကျပ်18သိန်းကျော်သာရှိခဲ့တာပါ အာနာသိမ့်ပြီးနောက်ဒေါ်လာဈေးတွေမြင့်တက်လာခဲ့ပြီး2023ခုနှစ်စက်တင်ဘာလလောက်ကစတင်ပြီးဒေါ်လာကိုကျပ်4900ကနေ9000ကျပ်ဝန်းကျင်အထိတက်ခဲ့သလို2023ခုနှစ်ဩဂုတ်လလယ်ပိုင်းမှာတော့ဒေါ်လာကိုကျပ်9000ကျော်အထိ အမြင့်ဆုံးစံချိန်တင်မြင့်တက်ခဲ့ပူပါတယ်အခုအောက်တိုဘာလထဲမှာတော့ပြည်တွင်းအခောက်ရွှေဈေးနဲ့ American Dollar ဈေးဇက်တိုက်ပြန်ကျဆင်းလာပြီးအောက်တိုဘာလ2ရက်မှာတော့ American Dollar ကို 4025ကျပ်အခောက်ရွှေဈေးကတစ်ကျပ်သားကို7380အောက်ထိကျဆင်းသွားခဲ့ပါတယ်။အခောက်ရွှေဈေးနှုန်းဟာစက်တင်ဘာလ30ရက်နေ့ကတစ်ကျပ်သားကို783သိန်းဝန်းကျင်အယောင်းဝယ်ရှိခဲ့ပြီးအမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းကလည်းကျပ်4140ဝန်းကျင် ရှိခဲ့ရာကနေဈေးစတိုက်ပြန်ကျဆင်းလာတာပါ။စက်တင်ဘာလဈေးမှာဒေါ်လာဈေးကကျပ်4400ဝန်းကျင်မှာရှိခဲ့တာလည်းဖြစ်ပါတယ်။ ပြည်ရင်းဒေါ်လာဈေးပြန်ကျလာတဲ့အကြောင်းရင်းကတော့စစ်အုပ်စုကပြည်ပသွင်းကုန်တွေပိတ်ဆို့ကန့်သက်တာပို့ကုန်ရငွေတွေကိုကြက်ငွေလဲခိုင်းတာတွေကြောင့်လို့ရန်ကုန်မြို့ကဗန်ဝင်နန်းတူဖြစ်တဲ့ကိုတမ်းမြင့်အမီလွှဲကဆိုပါတယ်ဒီမိုလိုက်စင်မချပြီးတော့မချပြီးတော့ပဲနဲ့အခုလက်ရှိချပြီးနေဟင်ပို့လိုက်စင်ဆိုရင်လည်းပါရတယ်ရှိတယ်သွင်းကုန်ပါဆိုရင်73ရှိရယ်73ရှိရယ်စီးဝါရှိဒီပစ္စည်းတွေတော့တင်လုံးဝင်ပြည်ရယ် ဒီဝါလို့ရှိရင်အဲ့ဒေါ်လာတွေကိုလည်းသူကပါပြလဲသူအကန့်တန်းနဲ့ပူပန်းရောင်းပြီးရောင်းပြီးနာဖြစ်တဲ့သူကဟိုဘာဘာဖြစ်တာလဲဆိုတော့ဟို exporter ရဲ့နိုင်ငံကြောက်ဒီစီတင်ပို့တယ်တင်ပို့ပြီးဝါလို့ရင်ရလာတဲ့ဒေါ်လာတွေရှိရဲ့ဒေါ်လာတွေဟိုသူ့ဒေါ်လာတွေကိုပြန်ဝင်မှာဘူးသူရပြန်ဝင်မှာလဲဆိုရင်ဟို import လုပ်တဲ့သူရပြန်ဝင်မှာ import လုပ်တဲ့သူပြန်ဝင်မှာအဲ့ import လုပ်တဲ့သူက license ကြီး license မကြောက်ဘူးဟောဒီကပြန်ဝင်သွင်းမရတဲ့အတွက်ဘာလုပ်လဲဆိုတော့ဒေါ်လာဝယ်လို့မရဘူးပြန်ဝင်ဝယ်လို့မရဘူး ဟို demand နဲ့ supply မများဘူး supply အများကြီးပါဒီလားနိုင်ငံရောက်တင်ပို့ထားတဲ့ export percentage အများကြီးတင်ပို့ကြတော့ဒီ license ချမှတ်ပြီး license ချမှတ်ပြီးခါကြတော့ဟိုကြားတဲ့စင်နဲ့ရောင်းနေရတာရေထွက်ပစ္စည်းတွေကိုနိုင်ငံသားကိုတင်ပို့တဲ့လုပ်ငန်းလုပ်ကင်သူတဦးကလည်းဒေါ်လာ0တွေကျနေပေမဲ့ကုန်စည်းနှုန်းကတက်နေတော့လက်တလောလုပ်ငန်းရနေတဲ့သူတွေရှိတယ်လို့လည်းဆိုပါရယ်သူရဲ့ပြောကြားချက်ကိုတော့လုံခြုံရေးအခြေအနေရ DVB သတင်းတောက်တယောက်ကအပံဖတ်ကြားပေးထားပါရယ် ဒေါ်လာဈေးကတော့ကျတာဟုတ်တယ်၄တောင်အောက်တောင်ကျကျင်နေတယ်ဘာလို့ကျမှန်းတော့မသိပါဘူးတချို့ဆိုရင်ရက်တောင်ထားရတယ်ငါးဈေးရီယာတက်ပြီးဒေါ်လာဈေးကကျတော့အလုံးမဖြစ်တော့ဘူးလေ export တောင်တိတ်မလုံနိုင်ကြဘူးအခုလိုအကြောင်းမျိုးမျိုးကြောင့်အမေရိကန်ဒေါ်လာဈေးပြန်လဲကျဆင်းနေပေမဲ့ပြပသွင်းကုန်တွေကန့်သတ်မှုကြောင့်အခြေခံကုန်စည်နှုန်းကတော့မကြဘူးလို့လဲကိုတန်းမြင့်ကဆိုပါတယ် ပုံသေးလို့ညတော့မကြောက်ဘူး။ဘာဖြစ်စီမတူးမှမရှိတော့တာ။စက်ကူတွေပါလေဆိုလို့ရှိရင်လည်းဒီတိုင်းပဲအမြင်ကကောင်းတဲ့ quality တွေမရှိတော့တတိယနဲ့စက်ကူသားယူလို့ကျန်ကြလာ။အော်အရင်ရှိပြီးသားစက်ကူသေးရလေဘာဖြစ်လဲဆိုလို့ရှိရင်ပစ္စည်းတွေတက်မွန်လာဖြစ်တယ်ပစ္စည်းအောင်ရောဈေးကျန်တာဈေးကျန်တာသူကဒေါ်လာဈေးကျပြီးပစ္စည်းတွေကျတော့တက်။ဒါပြင်ဒီလိုဒေါ်လာဈေးတွေကျလာတာနဲ့ရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးဘဟုဘဏ်ကလှုပ်ဆောင်နေတာတခုကိုလည်းကိုတန်းမြင့်ကပြောပြခဲ့ပါတယ်။ဒီမှာ strategy တခုရှိတယ်။ strategy အားလုံးမှန်မှန်မ ဟိုတော့ပါလေပိုဂရမ်မှာတရုံရင် online trading ဆိုပြီးတော့ပြအဲ online trading rate ဆိုတာရှိတယ်။အဲ online trading rate ကကြတော့တက်တယ်။ဒီက online trading rate ကိုကပိုဂရမ် website မှာဝင်ကြည့်လို့ရတယ်။ပိုဂရမ် website မှာ online trading rate ဆိုတာတော့နေ့စဉ်တင်တယ်။အဲနေ့စဉ်တင်တဲ့ rate ကမချက်သုံးချက်တက်တယ်လား။ဒီတော့အပြင်မှာ carry ကကြလာတာဒီက online trading rate ကကြတော့3000လောက်ကနေတက်လာတာ3600ကျော်လာတာ။အဲ့ရင်းကကူတော့ဆုံးသွားတော့ဆုံးတဲ့အခါကျတော့ရှင်တို့တခုခုလုံးဝင်နေတူတယ်ပြီလားဟို 咱留着细节，娃子嘞，就是这些。有搞婚，结婚没？有搞婚，结婚的钱嘛？就瑞德库，光弄瑞德库，哎，我们瑞德库不管怎么的，我们瑞德库也起码够一年一月的。哪几德库都上来了这里，哪几德库去多留些呢？如果光弄瑞德库，你说现在这地方也差不多，都亏没了，对不对？来到了，到了那个，这楼上卫生间在哪里啊？哥，我都忘了写你妈了。 ဒေါ်လာကို4090ကျပ်ဝန်းကျင်အထိအနည်းငယ်မြင့်တက်လာတယ်လို့လဲဈေးကွက်ဆောင်ကြည့်လေ့လာသူတချို့ကပြောထားပါဗျ။ကျမမျက်သစင်ပါရှင်။ DVV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ဝန်ဒီပါ။